ဧပြီ10ရက်2025ခုနှစ်လာရှိုးမြို့မှာ MNDA ကလူ9ဦးကိုတေတံစီရင်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာကိုကန့်တက်မတော် MNDA ကမျိုးသား9ဦးကိုဖျာဆွေးမှုကျူးလွန်နေဆိုတဲ့ဆွဆွဲချက်နဲ့ဧပြီလ10ရက်နေ့မှာတေတံစီရင်ခဲ့ပါတယ်။2023ခုနှစ်ကလာရှိုးမြို့မှာမရိမှုလူတက်မှုတပြားတိုက်မှုနဲ့ဖောက်ထွင်းခိုးယူမှုတွေကျူးလွန်တဲ့ဆွဆွဲချက်နဲ့လူ10ဦးကိုတေတံမိတ်နဲ့ တတကြုံစားတဲ့ပြစ်ဒဏ်တွေအတိအကျချမှတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒီနေ့စီရင်ချက်ချမှတ်ခံရသူစုစုပေါင်း၈ဦးလို့သိရပါတယ်။ထို၈ဦးထဲမှာတရုတ်နှစ်ယောက်ပါဝင်ပြီးတော့ကျန်၆ယောက်ကတော့မြန်မာပါ။တရုတ်နှစ်ယောက်မှာတယောက်ကဒေသစီရင်ခံရပြီးတယောက်ကတော့ထောင်ဒဏ်တတကြုံချမှတ်ခံရပါတယ်။ဒီနေ့စီရင်ချက်ချသူ၈ဦးထဲမှာ၅ယောက်ကဒီနေ့ပဲတည်တံစီရင်ခံရပြီးကြံ၃ဦးမှာတော့၂ယောက်ကထောင်ဒဏ်တသက်တကျွန်ချမှတ်ခံခဲ့ရပါတယ် တယောက်ကတော့အနှစ်ဆိုင်ငန်းအနေနဲ့တေတံချမှတ်ခံခဲ့ရတာပါတေတံချမှတ်ခံရခဲ့တဲ့သူတွေဟာလူတက်မှုဓမြတိုက်မှုမရိမှုမူရစေဝါမှုနဲ့ပြန်များစွာကျူးလွန်ခဲ့ကြတဲ့သူတွေပါ ထောင်တန်တသက်ကြွန်ချမှတ်ခံရတဲ့သူတွေမှာတယောက်ကတော့ကိုသမီးရင်းကိုမရိကျင့်ခဲ့တဲ့သူလဲပါဝင်ပါတယ်တေတံစီရင်ချက်ချမှတ်ခံရသူတွေထဲမှာတချို့က ူတက်မှုပေါင်းများစွာကျူးလွန်ခဲ့ပြီးလူရောက်20ခန့်တက်ခဲ့တဲ့လူတွေလည်းပါတယ်လို့ဆိုပါတယ်ပြစ်ဒဏ်စီရင်ခဲ့တာကတော့လာရှိုးလေရင်ကွင်းမှာလို့သိရပါတယ်လာရှိုးမြို့မှာ MMDA ကတည်တံစီရင်မှုပြုလုပ်ခဲ့တာ2024ခုနှစ်ထဲမှာလည်းရှိတယ်လို့သတင်းတချို့ကဖော်ပြနေပြီးဒီတစ်ချိန်ကတော့ပထမဆုံးအနေနဲ့လူမြင်ကွင်းမှာတည်တံစီရင်ပြခဲ့တာဖြစ်ပါတယ်英国五，两米村，共同参与防汛活动。 该犯罪团伙分别持手枪、民式冲锋枪，在兰溪市怡宝大车站后别墅区一户人家实施入室抢劫，由巴拉与开锁在门口放哨，由丁国武脚带、温锁、廖明春潜入房屋内实施抢劫。在抢劫过程中，开锁、脚带、巴拉三人将三名房屋主人枪杀，并将所劫得。 赃款赃物进行分赃，该犯该犯罪团伙的行为构成持枪抢劫杀人罪。罪犯文锁作为共犯，其行为已构成持枪抢劫杀人罪。那么阿某，当天晚上的十二点过了，那他那时累一腿，两小秒也觉得干起活闹心。